Hello အားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ Manchester United အသင်းကိုဂလီဇာဒူးကရောင်းချမဲ့အစီအစဉ်လေးလောလောဆယ်မှာဆိုလို့ရှိရင်ထွက်ပေါ်လာပြီဖြစ်တယ်ဗောနော်အစီအစဉ်ဆိုတာထက်ကျွန်တော်တို့ပြီးခဲ့တဲ့နေ့ကဒီဘယ်လိုပြောမလဲ Sorry ကနေပြီးတော့လာတဲ့ဗောနော်ဒီဟို source တစ်ခုကနေပြီးတော့လုံးဝနှိစက်မှုတွေရှိနေပြီး advanced stage ကိုရောက်နေပြီဆိုတဲ့သဘောမျိုးတွေပြောထားတာဒါကူဒီ Athletic ကနေပြီးတော့လက်ရှိမှာပြောလာပြီเนาะဒီ Athletic ကနေပြီးတော့လက်ရှိပြောထားလေးဆိုတော့ဂလီဇာတို့အနေနဲ့ဗောနော် ဒါနီးကပ်လာတဲ့ဒါဟို debt financing နဲ့စီးပွားရေးဆိုင်ရာပြောင်းလဲမှုတွေကြားမှာအမျက်အစွန်းတွေအမြင့်ဆုံးရရှိဖို့နဲ့ပတ်သက်ပြီးတော့ Manchester United ကို2029ကာလမတိုင်ခင်မှာပို့ပြီးတော့စောစီးစွာရောင်းချဖို့အတွက်စိတ်ဝင်စားလာနိုင်ကြောင်းသိရတယ်ဗောနော United ကိုဝယ်ဖို့အတွက်လက်ရှိ Manchester United လောက်စိတ်ဝင်စားသူတွေအနေနဲ့ ကာတာနိုင်ငံကနေပြီးတော့စိတ်ဂျက်စင်တို့ကျွန်တော်တို့ပါဝင်နေတယ်လို့ UAE ကနေပြီးတော့အဖွဲ့အစည်းတွေလည်းရှိနေတယ်ပေါ့ဒါအပြင် UAE ကအဖွဲ့အစည်းဆိုတာမျိုးကလက်ရှိညင်းဆူထားတယ်ပေါ့နော် sorry လုပ်ငန်းရှင်တွေလည်းဖြစ်နိုင်နေဆိုပြီးတော့ the athletic ကနေပြီးတော့ report လုပ်ထားတယ်ဆိုတော့ပြီးခဲ့တဲ့နေ့ကျွန်တော်တို့ပေါ့နော်ဒီအတင်းနဲ့ပတ်သက်လို့ပေါ့လေနော်အတင်းနဲ့ပတ်သက်လို့ လုံးဝအမှန်ကန်ဟိုဘယ်လိုပြောမလဲဟိုတကယ်တကယ်ရောင်းချဖို့လုပ်နေပြီးဟေးဘာညာဆိုပြီးတော့ rumors တွေထွက်အောင်လှုပ်ထားတဲ့တနင်္လာနေ့ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့တူရကီရဲ့တည်င်းနေပြီးတဲ့နောက်ပိုင်းမှာဒါမျိုးတွေတခြားထွက်ပေါ်လာတာအဲ့ဒီတော့ကလည်းကျွန်တော်အနေနဲ့ပေါ့နော်ဒီလူဟာဘာဒီဘတ်ချက်လူမဟုတ်ဘူးဘယ်လောက်ထိတည်ထားတဲ့အကြောင်းဘလို့ကျွန်တော်အနေနဲ့ပေါ့နော် athletic တို့ဘာလို့ကနေပြီးတော့ပေါ့နော် athletic တို့ဘာလို့ကနေပြီးတော့ကျွန်တော်တို့ဒါတည်င်းနေပါတယ်ထပ်ပြီးတော့ရေးလာတာတွေကိုကျွန်တော်တို့ကစောင့်ကြည့်တဲ့အကြောင်းဒါမျိုးတွေကျွန်တော်ပြောထားတယ်ဆိုတော့အခုလည်းပဲ လက်ရှိဒီ Atlantic ကနေပြီးတော့ Diamond တွေပြောလာတာကစိတ်ဝင်စားစရာပါ။ဘာကြောင့်လဲဆိုတော့ဟို United အနေနဲ့ပေါ့နော်။ United အနေနဲ့ဂလီဇာတို့ကတန်နိုင်နေမြတ်သူတို့ကအမျက်ရကျင်တာဗျာတကယ်တကယ်အသင်းကိုလည်းအရင်တုန်းကလည်းညီကလို့တည်တဲ့တိုင်းရောင်းချဖို့ကြိုးပမ်းဘူးတယ်အဲဆာဂျင်ရက်ကလစ်တို့ဘာလို့ကအကုန်အပြစ်မဝယ်နိုင်တဲ့ခါကျတော့ဗောနော်အဲသူတို့တန်နိုင်တယ်လောက်ဝယ်သွားတယ် ဝဲသွားပြီးတော့အာကစားပိုင်းကန်နာကိုဦးစီးတယ်အဲ့ဒီမတိုင်ခင်မှာစိတ်ဂျက်စင်တို့ကျွန်တော်တို့သာအပြိုင်ဝဲဖို့ကြိုးပမ်းတယ်ပြဒနာကကလပ်တင်းတစ်ခုလုံးကိုဝဲဖို့ကြိုးပမ်းတဲ့နေရာမှာဂလီဇာလူချင်းနဲ့ value မပေးနိုင်တဲ့အတွက်တန်ဖိုးမပေးနိုင်တဲ့အတွက်ပေါ့နော်အဂလီဇာရဲ့ဘက်ကမရောချပင်းနဲ့စာဂျင်တို့ဘာလို့ထန်ဟိုဘယ်လိုပြောမလဲအတိုင်းတာတစ်ခုထိကျွန်တော်တို့ဒီပါစနေတစ်ခုသူရောင်းချလိုက်တယ်ဗျာအခုဆိုလို့ရှိရင်သူတို့ကပြန်ပြီးတော့မှရောင်းချဖို့ကြိုးပမ်းတော့မယ်ပေါ့ဒါဟာဘယ်လိုပြောရမလဲ ပရိသတ်ဒီထဲတော့သတင်းကောင်းပဲဒါအခုမှသူတို့စပြီးတော့ရောင်းချဖို့ကြိုးပမ်းတာမဟုတ်တဲ့တွေသိအံ့ဩစရာတော့မရှိဘူးဒါပေမဲ့လို့ပေါ့နော်အသင်းကိုအမှန်ကန်ရောင်းချဖို့ကြိုးပမ်းလာနိုင်တယ်တကယ်အပြစ်သက်ရောင်းချဖို့ကြိုးပမ်းလာနိုင်တယ်ဆိုတဲ့မျိုးကတကယ်ကောင်းတဲ့သတင်းပါတကယ်ကောင်းတဲ့သတင်းပါတကယ်ကောင်းတဲ့သတင်းပါနော်ဆိုတော့ဖြစ်လာပါသေးလို့ကျွန်တော်မျှော်လင့်ရမှာပဲဒီနေရာမှာဟိုဂလီစာကြီးကဝယ်တာတော့ဟုတ်ပြီပေါ့နော်စာဂျင်တို့ကဘလူလာမလဲဘာလဲဒါတွေကလည်းကျွန်တော်ရှိသေးတာကိုတခုရှိတာကတော့အက်သလက်တစ်ကနေလက်ရှိပေါ်ပြလာတဲ့အနေထားရဆိုရင်စိတ်ဝင်စားဖို့ကျွန်တော်တို့ကောင်းလာပြီ ဘာပဲပြောပြောပေါ့နော်ဟိုသူတို့လက်ရှိမှာဆိုလို့ရှိရင်ဒါဘီလီယံနဲ့ချီပြီးတော့တန်ကြီးတွေကျွန်တော်တို့ဒါရှိနေတုံးမှာသူတို့ကရောင်းကျင်တာကျွန်တော်တို့လက်ရှိမှာအဲမနက်ကလည်းပဲညီကတို့ဒါတိကျမယ်ထင်ပါတယ်အများကြီးဆက်ဆက်မှုမရှိပြီမဲ့လေလို့ပေါ့နော်ဟို US မှာကဟို Donald Trump ကဟိုဟိုဟိုကုံသွဲကုံနေပိတ်ဒီလိုမျိုး tax တွေကိုကျွန်တော်100%ပေါ့နော်ဒါဆောင်ရမယ်ပြောဘာညာနဲ့ crypto market ကြီးကျွန်တော်တို့ဘယ်တော့လုံးဝကျသွားတာမျိုးတွေတော့ကျွန်တော်ရှိတယ်ဆိုတော့ဒီဘက်ခင်မှာကအမေရိကန်နဲ့ပတ်သက်လို့ရှိရင်ဗျာတည်တယ်မလားအဲ့လိုမျိုးတွေကျွန်တော်ဖြစ်လာပြီဆိုတော့အားလုံးကဗောနော်ဟိုဒီလိုမျိုးတွေနဲ့လဲဆက်ဆက်ကောင်ဆက်ဆက်မှာပေါ့ဒါအပြင်စာဂျင်တို့ဘာလို့ sorry ပါဒီဂလီစာတို့ဘာလို့ရဲ့လက်အောင်မှာအတင်းကအကျွေးတွေနဲ့သွားနေရတာเนาะအကျွေးတွေနဲ့ကျွန်တော်သွားနေရတယ်ဒါအပြင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ကွင်းသစ်စီမံကိန်းကလည်းကျွန်တော်ရှိသေးတယ်ဒါဆိုတော့ကွင်းသစ်ကကျွန်တော်ဟိုဒီလူတသိန်းဆန်းနဲ့ကွင်းဖြစ်မှာဖြစ်တဲ့အတွက်ပေါ့နော်လုံးဝအတင်းအနေနဲ့ လို့ပြောမလဲ investor အသစ်တွေကျွန်တော်လူတယ်ပေါ့ဗျာလက်ရှိကုန်ကျစရိတ်ကဘီလီယံနဲ့ချီပြီးတော့သွားမှာဖြစ်တဲ့အတွက်ပေါ့နော်ဒါထက်ပြီးတော့ရင်းနှီးမြှုပ်နှံခြင်းတဲ့သူတွေကိုအတင်းဘက်ကရှာဖို့ကြိုးပမ်းတာဒါကြောင့်ကျွန်တော်အနေနဲ့အသင်းနဲ့ပတ်သက်လို့ရှိရင်တကယ်တကယ်ခေါ်ဖို့အတွက်ကြိုးပမ်းနေတဲ့သူတွေအော်ဝယ်ဖို့အတွက်ကြိုးပမ်းနေတဲ့သူတွေရှိလာနိုင်တယ်ဆိုတာမျိုးကဒါမျိုးသတင်းနေပဲဒါကြောင့်စိတ်ကြစင်ကတော့အသင်းကိုပြန်ပြီးတော့ကြိုးပမ်းလာနိုင်ဖို့ရှိတယ်ပေါ့နော်ကာတာမှာအရင်အပြာရင်ကျူးပန်းမှုတွေတူပြီးရင်အဲကျွန်တော်တို့ဒီတူရကီညှင်းထားတဲ့ဘောနော်ကျွန်တော်တို့ဒါ UAE တို့ဘာတို့ကဘောနော်အဖွဲ့အစည်းတွေ ါတွေဟာစိတ်ဝင်စားဖို့ကောင်းတဲ့အနေထားတွေပဲဒါကြောင့်အခုချိန်အထိကတော့ဘယ်နော်ဘယ်လိုပြောမလဲဂလီစာရဲ့ဘက်ကတော့သူတို့လူချင်းနဲ့တန်ကြီးရရင်ရောင်းမယ်ဆိုတာမျိုးတော့ရှိထားပြီးတိုးတော်လည်းပဲဟိုထီထီရောက်ကြီးကျိုးမန်းနေတယ်လို့ဘာလို့ဆိုတာမျိုးတွေတော့ဘာမှမကြားသေးဘူးဆိုတော့လာမယ့်ရပိုင်းတော်တွင်မှာတတိနေပါလေထပ်ပြီးတော့ကြားရလိမ့်မယ်လို့တော့ကျွန်တော်ထင်တာပဲအခုလက်ရှိအနေထားဒီကတော့ကျွန်တော်တို့တော်တော်ကောင်းတဲ့အနေထားပေါ့လေအတင်းကပိုင်ရှင်အပြောင်းလဲတွေဘာတွေနဲ့ညပြရဲ့ခန့်ကဏ္ဍကဘလို့ဖြစ်လာမှာလဲပေါ့နော်ဒါတွေကလည်းကျွန်တော်ရှိသေးတယ်ဘာလို့လဲဆိုတော့ ဟို MOD နဲ့ပတ်သက်လို့ရှင်ကျွန်တော်ကဟိုတမာတမဲတီတီချာကျွန်တော်တို့ကသွားနေတာဗျအဲ့လိုမှာပိုင်ရှင်အပြောင်းလဲဖြစ်တဲ့ကနောက်ထပ် project တွေကပြောင်းလဲဥမှလားဗောတိုင်မှုတွေကလည်းကျွန်တော်ရှိသေးတာအဲ့တော့ဗောနော်ကျွန်တော်တို့ဂျားတွေမှာဖြစ်ပြလာမဲ့ຢာတွေအများကြီးကျန်ပါသေးတယ်သူတို့လည်းပဲ reload မှာဆိုလို့ရှင်တော့ကျွန်တော်ဂလီဇာတို့ရဲ့ဘက်ကတော့ဗောနော်လက်ရှိအနေထားရအမျက်ဒီချိန်မှာရောင်းမယ်ဆိုရင်အမျက်အများကြီးရနိုင်နေတာဖြစ်တဲ့အတွက်ဗောနော်ရရှိရောင်းချဖို့အတွက်သူတို့တွေစိတ်ဝင်စားနေတယ်တကယ်တကယ်ခေါ်ဖို့အတွက်ကတော့ ဒါဆိုဝယ်ဖို့အတွက်ကတော့ဗောနော်ဘယ်ဘယ်ဘယ်ဖွဲ့စည်းတွေကျွန်တော်တို့ဒါရှိဦးမလဲကျွန်တော်စောင့်ကြည့်ရမယ်ညီကလို့ရောဘလူမင်းရလဲကျွန်တော်အသင်းကိုရောင်းချဖို့ကဏ္ဍတွေအမှန်ငယ်ဖြစ်လာလိမ့်မယ်လို့ညီကလို့ထင်ကြလားဆွေးနွေးကြပါဦးအားလုံးကိုချစ်တင်ပါတယ်